မင်္ဂလာပါခင်ဗျာ ARI Times သတင်းဌာနကအပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ကျမကြီးအသိပညာပေးဆောင်မကဏ္ဍကနေကြိုဆိုပါရစေဒီတစ်ပတ်ဆောင်းမရှင်ဒေါက်တာမိုးတစ်နေရေးသားခဲ့တဲ့လူနာများမျှော်လင့်သောကျမကြီးဝန်ဆောင်မှုဆိုတဲ့ကျမကြီးအသိပညာပေးဆောင်မကိုအတန်လှင့်တင်ဆက်ပေးပါရောင်းမယ်ခင်ဗျာလူနာများမျှော်လင့်သောကျမကြီးဝန်ဆောင်မှုနေမကောင်းဖြစ်တဲ့အခါလူနာရောမိသားစုပါစိတ်ကူတာဖို့ပြင်ဆင်ကြရပါတယ်လူနာတွေအနေနဲ့ ကျမ်းမာရေးစောင့်ရှောက်မှုမှာမျှော်လင့်ချက်တွေရှိကြပါတယ်။ဆေးရုံဆေးကန်းတွေမှာ ဖြစ်ပေါ်နေတဲ့ထိတွေ့မှုပြဿနာတွေကို ဖြေရှင်းနိုင်မှုအတွက်လူနာတွေရဲ့ခံစားချက်နဲ့မျှော်လင့်ချက်တွေကို နားလည်ဖို့ကရည်ကြီးပါတယ်။အမြန်ဆန်ဆုံးကုသမှုရယူလိုခြင်းစစ်ကောင်စီကထိန်းချုပ်ထားတဲ့နေမြေမှာဖြစ်ပါစေလွတ်မြောက်နေမြေမှာဖြစ်ပါစေလူနာတိုင်းကတော့ကုသမှုကို အမြန်ဆန်ဆုံးရကြင်ကြပါတယ်။နာကျင်ချင်းခံစားရပါက အနာပြောက်ဆေးရဖို့ကသူတို့ရဲ့အဓိကအဆန္ဒဖြစ်ပါတယ်။ဆေးရုံဆေးကန်းတွေမှာအလှကျစနစ်ဖြင့်ပြတ်တရရတဲ့အခါမှာတော့ကြာရှည်စွာစောင့်ဆိုင်းရခြင်းပြဿနာဟာလူနာနဲ့လူနာရှင်တွေကိုစိတ်မသက်မသာဖြစ်စေပါတယ်။ပုပ်ပလိကဆေးရုံနဲ့ပြင်ပလူနာဌာနလူနာတွေကြားမှာဝေဖန်မှုအများဆုံးကတော့နာမည်ကြီးအထုကုဆရာဝန်ကြီးတွေရဲ့ဆေးကန်းထိုင်ခြင်းကိုစောင့်ဆိုင်းရတဲ့ပြဿနာပါပဲ။ပုပ်ပလိကဆေးရုံကိုရွေးချယ်တာကမြ мян ဆန်ဆန်နဲ့ တတ်တောင့်တတ်တာရမယ်ဝန်ဆောင်မှုကိုငွေပေး၍ဝယ်ခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့ပုဂ္ဂလိကစေယုံပြင်ပလူနာဌာနတွေမှာဆရာဝန်ကြီးတွေနဲ့ပြမယ်အချိန်ကိုတိတိကျကျမခေါ်ဘဲအချိန်ကြာကြီးစောင့်ဆိုင်းရတာမျိုးတွေရှိတတ်ပါတယ်။တခါတလေဆရာဝန်ကားလမ်းပိတ်လို့နောက်ကျနေတယ်လို့ပြောတာမျိုးတွေကြောင့်လူနာနဲ့ဆရာဝန်ကြားမှာပြဿနာတွေဖြစ်ခဲ့ဘူးပါတယ်။ဒါကြောင့်ဆရာဝန်လူနာစေယုံ၃ဦး၃ဘက်အဆင်ပြေစီမဲ့ အချိန်စီမံခန့်ခွဲမှုစနစ်တစ်ခုကတော့မဖြစ်မနေလိုအပ်နေပါတယ်။ရုပ်ဆိုးအကြီးတန်းသောအကျဉ်းဆိုးတစ်ခု VIB အထူးလူနာအလက်ကျော်စနစ်ဆိုတာစနစ်မကောင်းတဲ့နေရာတိုင်းမှာရှိပါတယ်။စစ်သားနဲ့တပ်အတိုင်းဝိုင်းကလူနာတွေဖြစ်နေလို့လွတ်တော်ကိုယ်စားလှယ်မိသားစု လူနာဖြစ်နေလို့ဒုတိယသမရအိမ်ကအိမ်အကူလူနာဖြစ်နေလို့ဆေးရုံအုပ်သမတ်ရဲ့တငယ်ချင်းလူနာဖြစ်နေလို့ ပရဟိတလူနာတင်ရင်ဖွဲ့ကားဆရာရဲ့ရောက်ဖလူနာဖြစ်နေလို့နိုင်ငံကျော်ဖုန်ကြီးရဲ့ကပိယလူနာဖြစ်နေလို့မီဒီယာသမားနဲ့ပတ်သက်နေလို့အစသဖြင့်စနစ်မကောင်းတဲ့နေရာတိုင်းမှာ VIP အလှည့်ကျော်စနစ်ကိုဖန်တီးယူနေကြပါတယ်။အကြောင်းအမျိုးမျိုးကြောင့် VIP အခွင့်တူးကလူနာတွေကအလှည့်ကျော်ပြီးမြ мян ကုသမှုခံယူကြကြပါတယ်။တကယ်တော့ဒါဟာအပင်မန်းခံတန်းစီနေတဲ့လူအများရဲ့အချိန်ကို ခိုးယူလိုက်တာနဲ့အတူတူပါပဲကို့အလှည့်မြေမြန်ရောက်ဖို့ငွေပေးပြီးစည်ရဲငိုင်ကို တောင်းဆိုတာတွေလည်းမကောင်းတဲ့စနစ်ကိုပို၍စိုးစီပါတယ်တကယ်တမ်းစိတ်ကူတာတဲ့ဆရာဝန်တွေအတွက်ဦးစားပေးလူနာဆိုတာအချိန်မီမကူတာရင် အသက်အန္တရာယ်ရှိနိုင်တဲ့လူနာကိုသာဆိုလိုပါတယ်အမှန်ကတော့ရေးပါလူနာကို အချိန်မီကတင်နိုင်မှုလူနာရဲ့အချိန်လေးလိုက်အမြန်ဆုံးကုသပေးနိုင်တဲ့ trias နှစ်ကိုစေယုံစေကန်တိုင်းမှာမဖြစ်မနေကြံသုံးနေပါတယ်။ လူနာရီတကယ်တမ်းမျှော်လင့်လာတာကလည်းကိုရိုင်းအသက်အန္တရာယ်နဲ့ကြုံလာတဲ့အခါအချိန်မီကယ်ဆယ်နိုင်တဲ့ကျမရဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်။အခမဲ့ကျမရဲ့စနစ်လူသဘောတဘာဝအရအလကားရရင်တန်မိုးမထားတတ်ကြပါဘူး။အခမဲ့ကျမကြီးစနစ်ကိုဖော်ဆောင်တဲ့အချိန်မှာကျမကြီးဝန်ထမ်းတွေကိုအကောင်းမမြင်ခဲ့ကြသူတွေရှိခဲ့ပါတယ်။ဒါပေမဲ့လည်းကိုဗစ်ကာလ အားလုံးတသွေးကသားတွေရေဆိုင်ကြရတဲ့အချိန်မှာတော့ပြည်သူတွေကကျမ်းမာရေးဝန်ထမ်းတွေကိုချစ်ခင်လေးစားလာကြပါတယ်။အာနာမသိငယ်ရင်မြန်မာနိုင်ငံရဲ့ကျမ်းမာရေးဆောင်ရှားမှုအဆင့်တန်းဟာအာဆီယံမှာထိပ်တန်းအဆင့်ကိုရောက်နေမှာသိကြပါတယ်။လက်ရှိစစ်တပ်အာနာသိမ်းထားတဲ့အချိန်မှာတော့နိုင်ငံတော်ဘဏ္ဍာငွေကိုစီရေးအတွက်သာအဓိကတုံ့ဆွဲနေတာကြောင့်ပြည်သူစေယုံတွေကအရင်စစ်အာဏာရှင်ဟောင်းဦးတန်းရွှေလက်ထက်ကလိုပဲနှုံချနေပါတယ်။ အခမဲ့ကုသပေးသည်ဆိုပေမဲ့စေယုံမှာစေဝါကမရှိပါဘူးလူနာတွေတကယ်လိုအပ်တာကမှန်ကန်တဲ့ကုသမှုပေးနိုင်တဲ့ဆရာဝန်တွေကမ္ဘာအဆင့်မီယောဂါရှာဖွေဆက်တွေကုသပစ္စည်းတွေနဲ့စေဝါတွေပါဒီအရာတွေကိုအခမဲ့ကျမ်းမာရေးစနစ်နဲ့စစ်အာဏာသိမ်းမှုကပေးနိုင်မှာမဟုတ်ပါဘူးကောင်းမွန်တဲ့ကျမ်းမာရေးအာမခံစနစ်နဲ့ပညာရှင်တွေကိုတံမိုးထားတဲ့လူအဖွဲ့စည်းနဲ့သာတည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။ လူနာဆောင်နဲ့အထူးကျက်မှတ်ကုသဆောင် ICU ICU မှာပြင်းထန်တဲ့လူနာတွေကို ကုသရပါတယ်။လူနာရဲ့ခန္ဓာကိုယ်ကိုစက်တွေနဲ့ချိန်တိုင်းစောင့်ကြည့်ပြီးကုသမှုပေးရပါတယ်။ကျွမ်းကျင်တဲ့ဝန်ထမ်းတွေလိုအပ်တယ်လို့လူနာဆောင်တွေကို ICU ထဲဝင်ခွင့်မပြုတာကလည်းနိုင်ငံတကာစံနှုန်းတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့လူနာကိုပြုစုဖို့လူနာဆောင်ကို ICU ဝင်ခွင့်မပေးတာကိုပြဿနာရှာကြပြီးကိုယ်တိုင်လဲကြုံခဲ့ရပူပါတယ်။ဒါကြောင့်လူနာရွှေတွေကို ကျမ်းမာရေးပညာပေးအစီအစဉ်တွေနဲ့အသေးချာရှင်းပြဖို့လိုအပ်ပါတယ်။လူနာနဲ့မိသားစုကို အကျိုးအကြောင်းရှင်းပြတာကလည်းစေကူတာမှုရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။စေုံတက်လူနာနဲ့မိသားစု စိတ်ယုံတက်ကုသမှုခံယူနေစမှာလူနာရောမိသားစုပါစိတ်ဖိစီးမှုတွေများတတ်ပါတယ်လူနာနဲ့လူနာမိသားစုအတွက်တတောင်းတတားရှိစေဖို့စဉ်းစားပြီးဆောက်လုပ်ထားတဲ့စေယုံအဆောက်အုံဆိုတာမြန်မာနိုင်ငံမှာရှားပါလွန်လှပါတယ်ရခင်ကဒရိဆန်းယုံအစိုးရယုံဘာသာရေးအဆောက်အုံဓာရီကိုပြန်လည်ပြုပြင်ပြီးစေယုံအဖြစ်သုံးနေရတွေရှိပါတယ်ဒီအဆောက်အုံတွေကခင်းနဲ့မညီတော့တယ်လို့အိုဟောင်းပြစီနေတတ်ပါတယ် လူနာဆောင်အတွက်နေထိုင်စရာနေရာမရှိသလိုတန်ရှင်းရေးနဲ့လုံခြုံရေးမှုအပိုင်းမှာလည်းအားနည်းမှုတွေရှိပါတယ်။လူနာပြုစုဆောင်ရှောက်ရေးမှာသူနာပြုတွေရဲ့အလုပ်တွေကိုလည်းမိသားစုဝင်တွေကိုယ်တိုင်လုပ်နေရတာမျိုးတွေရှိပါတယ်။ချွဲဆုပ်တာနှာခေါင်းပိုက်ကနေအစာထည့်တာသွေးပံကနေသွေးထုတ်တာတို့ကနေစပြီးကင်ဆာဆေးသွင်းတဲ့ရင်ကိစ္စတွေအထိလူနာဆောင်တွေနဲ့စီမံနေရပါတယ်။ အထူးကဆရာဝန်တအူးထပ်ပို့ပြီးကုသဖို့လိုအပ်တဲ့အခြေအနေမျိုးမှာတော့စေယုံလွှဲစာနဲ့တခြားစေယုံတွေကိုတွားပြရတာလဲလူနာနဲ့မိသားစုအတွက်အခက်အခဲတစ်ခု ဖြစ်စေပါတယ်။၂၁ရာစုရောက်နေပေမဲ့ကျမ်းမာရေးစနစ်ကလုံခဲ့တဲ့နှစ်တရာလောက်ကစနစ်အတိုင်းပဲရှိနေပါသေးတယ်။ ခစ်ပြက်စနစ်ပြက်ကာလမှာတော့နေမကောင်းတဲ့အခါစာနာမှုနဲ့ကုညီကုသပေးမဲ့ကျမ်းမာရေးဝန်ထမ်းတွေမှန်ကန်တဲ့ကုသမှုတွေနဲ့ကောင်းမွန်တဲ့စနစ်တွေနဲ့ကုသနိုင်မှုသာလူနာတွေကမျှော်လင့်နေကြတာတော့အမှန်ပါပဲ။တချိန်မှာကောင်းမွန်ပြီးလူတိုင်းလက်လက်မိတဲ့ကျမ်းမာရေးစနစ်ကိုရရှိဖို့မျှော်လင့်ပါတယ်။နောက်တစ်ပတ်မှာတော့ခြင်တဲ့ကျမ်းမာရေးဆောင်မကိုပေါ်ပြသွားပါမယ်။ AR Vitae Media ပြည်သက်များအားလုံးရှင်လန်းကြပါကြပါစေခင်ဗျာ။ ကျမရေးအသိပညာပေးကဏ္ဍပြိပခကာလာအတွင်းရှင်သန်နေထိုင်ခြင်းလူနာများမျှော်လင့်သောကျမရေးဝန်ဆောင်မှုကျမရေးအသိပညာပေးဆောင်မှာ ERI Times